ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနိုင်ငံကစကန်အနီအေအေပူပေါင်းတက်တင်ထားတဲ့စကန်အချို့ကစစ်ကောင်စီ၄ချောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မကွေးတိုင်းအမ်ဘရန်လမ်းမရှိနရိတ်ကလေးချောင်းရဲ့ကာကွယ်ရေးစခန်းဖြူဟာကုန်းအနီးမှာအေအေနဲ့ပူပေါင်းတပ်တွေတင်ထားတဲ့ကာကင်းစခန်းတွေကိုစစ်ကောင်စီကလက်နက်ကြီးလေးချောင်းဒုံးတွေနဲ့ပုံစံတိုက်ခိုက်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့နှိစက်သူတွေဆက်မှသိရပါတယ်အေအေနဲ့ပူပေါင်းတပ်တွေဟာနရိတ်ကဖြူဟာကုန်းရှိစခန်းတွေအကုန်လုံးနှိပါကုန်းတိမ်မိုက်ထိန်းဆုပ်ထားတာဖြစ်ပြီးလက်ကျန်စခန်းဖြစ်တဲ့ခမောက်တောင်စခန်းတစ်ခုထံတိမ်မိုက်ဖို့ကြံတော့တာလည်းဖြစ်ပါတယ် ဒါကြောင့်အရခတတ်တော်အင်းနဲ့ပူပေါင်းတပ်တွေဟာနယ်ရေကန်ပြူဟာကုန်းစီခမတော်စခန်းကုန်းတိမ်မိုက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုင်းနေပြီးစစ်ကောင်စီတပ်ကလည်းအင်းနဲ့ပူပေါင်းတပ်တွေတိမ်ထားတဲ့နေရာတွေကိုလေကြောင်းဒုံးတွေနဲ့ပုံကျဲတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနေ့စဉ်နဲ့အများပြုလုပ်နေတယ်လို့အေအေနဲ့နေဆက်တဲ့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တအူးကပြောပါတယ် နိုင်ငံခံပြူဟာကုန်းကတော့အမ်ဘရလာမအတွင်အရေးပါတဲ့စကန်တစ်ခုဖြစ်ပါတယ်။ဒါကိုစစ်တပ်ဘက်ကလည်းကောင်းကောင်းကြီးတည်ပါတယ်။အဲ့ဒီစကန်နာတော်လရင်တက်တွေကရှားသွားရင်ဗရန်တက်နယ်အတွင်းကစကန်တွေကမဆာဆက်ယုံတွေကိုချင်းချောက်လာနိုင်တော့မှာပါ။ဒါကြောင့်စစ်တပ်ကပြူဟာကုန်းမကြစင်ရဲ့အတွက်လေးချောင်းဒရုန်းလက်နက်ကြီးတွေကိုအသုံးပြုပြီးအသေးအတန်ခုခံကာကွယ်နေတာပါလို့တော်လရင်တက်ဖွဲ့ဝင်တအူးကပြောပါတယ်။ စစ်ကောင်စီတပ်ဟောင်းအမ်ဘရန်လမ်းမိုင်ကနက်ရိတ်ကံဖြူဟာကုန်းနဲ့6မိုင်အကွာမှာပြင်းဝစစ်ဆေးရေးကိမ်မာလေးကာကင်စကန်တွင်လက်နက်ကြီးစကန်တွေကိုတိုးချဲ့ဆောက်လုပ်ထားပြီးအဲ့ဒီလက်နက်ကြီးစကန်တွေကလည်းလက်နက်ကြီးတွေဖြူဟာကုန်းအနီးကိုအဆက်မပြတ်ပစ်ခတ်နေတာရှိတယ်လို့လည်းသိရပါတယ်နရီကံပြူဟာကုန်းမှာကြန့်ရှိနေသေးတဲ့ခမတောင်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား300ဝန်းကျင်သာရှိတော့တာဖြစ်ပြီးပြူဟာကုန်းကိုစစ်ကုန်အင်အားလာပို့နိုင်တဲ့မြေပြင်ကုန်းလမ်းတွေအကုန်လုံးနေပါကုန်အေအေနဲ့ပူပေါင်းတပ်တွေကပိတ်ဆို့ဖြတ်နှောက်ထားတာဖြစ်ပါတယ် ဒါကြောင့်စက်ကောင်စီတပ်ဟာမြေပြင်ကနေစစ်ကွင်အင်အားစစ်လက်နက်ခရဲပစ္စည်းတွေကိုပို့ဆောင်လို့မရတာကြောင့်လေကြောင်းကနေပို့ဆောင်ပေးမှုတွေရှိနေပြီးတချို့စားနပ်ကိစ္စပစ္စည်းတွေကိုလည်းအေအေနဲ့ပူပေါင်းတပ်တွေကရရှိနေတယ်လို့သိရပါတယ်။နိုင်ငံကံပြူအောင်ကုန်းဟာနှစ်မကုန်ခင်တော်လှန်ရေးတပ်ဖွဲ့တွေစီမံကြားရောက်နိုင်တာကြောင့်ဗဒန်းတပ်နဲ့အတွင်မှလည်းစစ်ကောင်စီတပ်ကစစ်ရင်ရာတွေဖြစ်တဲ့နေကောင်ဆောင်ကုန်းပြင်ဝစစ်စေးရိတ်ကိတ်တွေကိုပို့ဆောင်ပေးနေတယ်လို့လည်းသိရပါတယ်။ဗရန်တန်ရဲ့အတွင်ကိုစိတ်အင်အားတွေရောက်တာရှိပါတယ် အဲ့ဒီစစ်အင်အားတွေကိုစုံကုန်တို့ပြင်းဝစစ်ဆေးရေးဂိတ်တွေကိုပို့ပေးနေတာရှိပါတယ်အထက်ကတော့ကမ္ဘာစစလင်းဆက်ရုံခုခံမဲ့တဘောအတွဲကောက်ွက်နေတာဖြစ်တယ်လို့အေအေနဲ့နေစတဲ့စီးရဲတရင်ချင်းမြစ်တကူကပြောပါတယ် အနက်ခတ်တော်ဟာရခိုင်မမြို့နယ်၁၄မြို့နယ်ကိုအပိသက်သိမ်းမိုက်ထင်းကျုံလန်ပြီးနောက်ယခုနှစ်၂၀၂၅ခုနှစ်စမိုင်းမှာစတင်ပြီးမကွေတိုင်းပဲခူးတိုင်းအေယာဝတီတိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဆယ်လားကြော်ကြားတိုက်ခိုက်မှုအတွင်မှာရခိုင်ရိုးမအစံမစစ်ကောင်စီတပ်စခန်း၅ခုနဲ့ကြေးရွာ၃ရွာကိုအေအန်နဲ့ပူးပေါင်းတပ်တွေကသိမ်းမိုက်ထင်းကျုံထားတယ်လို့ ISP မြန်မာရဲ့ဒီဇင်ဘာလ၁ရက်နေ့ထုတ်ပြန်တဲ့အစီအကစားအရသိရပါတယ်အေအန်နဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေတိုင်းမှာ စစ်ကောင်စီတပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရင်းကာမဆာစက်ရုံ55ရုံရှိနေတာဖြစ်ပြီးအထက်မင်းလာမြို့နယ်မှာကာမဆာနှင့်ကာမဆာတစိန်ကာမဆာ73စင်မဝဲမြို့နယ်မှာကာမဆာစင်တရဲမြို့နယ်မှာကာမဆာစနေပွေးဖြူမြို့နယ်မှာကာမဆာစလင်းအောင်လံမြို့နယ်မှာကာမဆာ59စခုံတောင်တွင်းကြီးမြို့နယ်မှာကာမဆာဆက်ရှင်စေလုံးတရားမြို့နယ်မှာကာမဆာနှစိန်စိတ်ဖြူမြို့နယ်မှာကာမဆာ21နဲ့20နဲ့ကျောင်းမြို့နယ်မှာကာမဆာ23ပေါင်းမြို့နယ်မှာကာမဆာ20လင်း ။လောင်းစင်မြို့နယ်မှာကပ္ပစာ25စေယုံတို့ရှိနေကြတာလည်းဖြစ်ပါလိမ့်ရှင်။ဆက်လက်ပြီးရင်းနေသားရဲကင်းစကန်နဲ့တရမျိုးကထွက်လာတဲ့စကစားစစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစကစား16တင်ဆုံးဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေတိုင်းကမာမျိုးနယ်ရင်းနေသားရဲကင်းစခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုနှစ်ကြိမ်မှဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရန်စုစုပေါင်း16ဦးသေဆုံးခဲ့တယ်လို့တရက်ခင်အမလေးတရင်တာဝန်ခံကိုမြတ်ကပြောပါတယ် ဒီဇင်ဘာလ12ရက်နေ့မှာရွေးကောက်ပွဲအတွက်နေမြေချဲလာတဲ့တရမျိုးမအင်အား30ပါးစစ်ကောင်စီစစ်ကြောင်းနဲ့ရင်းနှီးတာရဲကင်းစခန်းမှာထွက်လာတဲ့အင်အား40ပါးပူးပေါင်းစစ်ကြောင်းဟာတရက်ကံမှလမ်းမအန်တိုင်းနှစ်ဖက်ညက်စစ်ကြောင်းထိုးလာခဲ့တယ်လို့ဆိုပါတယ်။ မနက်9:00နာရီဝန်းကျင်မှာကံမရေနံသာစခန်းမှာထွက်လာတဲ့အင်အား40ခန်းမှဆဲချောင်းကိုကံမမျိုးနယ်နံမီတော်ကျွရအနီမှာစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာဂါမီနီခတ်တိုင်ဝဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှမိုင်းကွင်းထဲဝင်လာတဲ့6ဦးခန့်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ရေနံသာဘက်ကလာတဲ့အင်အား40ပါဆဲချောင်းပုံအဲ့ဒီကနေစစ်ပွန်းထွက်လာတဲ့စခါတွင်ဒီမိုင်းကွင်းထဲကိုဝင်လာတဲ့အချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ထွက်လာတဲ့6ကောင်လုံးအတုံးယုံပဲပြန်နောက်ကကျန်တဲ့စခါတွေကိုတော့ လက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်လို့တာဝန်ခံကိုမြတ်ကပြောပါတယ်။အထင်နာသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာလက်ချံအင်အား30ခန်းနဲ့တရက်ကံမှလမ်းမအတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးထမ်းမြူကျေးရွာနဲ့ရေရင်းကြီးကျေးရွာမှာဒေသခံပြည်သူနေအိမ်တွေကိုဖောက်ထင်းမွေနှောက်ခိုးယူပြီးထွက်ခွာလာခဲ့တယ်လို့ဆိုပါတယ်။ဒီကောင်တွေထုံးစံအတိုင်းမုံစစ်ကြောင်းထိုးလာရင်အနည်းဆုံးတော့ခိုတာပဲအခုလက်မှွေသွားတဲ့ကြားရပြလို့ဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းဟာတင်းရဲမြို့နယ် စက်တောင်ကျင်းရွာအနီးနေ့လယ်၁၂နာရီခန့်မှာထပ်မံပြီးအနီးကဆောင်ကျိုးပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ၁၀ဦးထပ်မံတိစုံခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဘက်ကြတော့မိုင်းခွဲမရှိဘူးဒီကောင်တွေထိုးလာတာကိုကြိုရထားတော့အတင်းကျိုးဆောင်ပြီးတိုက်ခိုက်တာပေါ့။နိုင်ဝက်လောက်ကြတဲ့ပြန်အဲ့ဒီအချိန်မှာအနီးကဆိုတော့ဒီကောင်တွေဘက်ကအထီးခိုက်များသွားတယ်လို့ဆိုပါတယ်။ တက်ခိုက်ခံလိုက်ရတဲ့တရံမျိုးမှထွက်လာသည့်စစ်ကြောင်းနဲ့ပူပေါင်းမိပြီးတရံမျိုးနဲ့ဆက်တောင်ကျင်းရွာဖုန်ကြီးကြောင်အနီမှာလက်နက်ကြီးတွေတပ်ဆင်ကတိုက်ပွဲဖြစ်ပွားရာအနီးတဝိုင်းကိုရန်နက်ပစ်ခတ်မှုတွေရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်ထပ်မံတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့်တရက်ကံမလမ်းမိုင်းကိုအသုံးပြုသွားလာကြမယ့်ပြည်သူတွေအနေနဲ့သတိပြုသွားလာကြဖို့တရက်ခရိုင်တိုင်းရင်းလေးကအတိပေးထားပါတယ်ရှင်။ဆလဘီ မြိုင်မျိုးနယ်အတွင်းစစ်ကြောင်းထုံးနေသည့်စစ်တပ်ကပြည်သူ၃ဦးကိုတပ်ဖြတ်ပြီးကျေးရွာများနှင့်စစ်ဆောင်တပ်များကိုစက်တမ်းမီဆိုနေ၍ထောင်ထဲချီသည့်ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းဆောင်နေရဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မကွေးတိုင်းမြိုင်မျိုးနယ်အတွင်းစစ်ကြောင်းထုံးနေသည့်အကြမ်းမတ်စစ်တပ်ကပြည်သူ၃ဦးကိုတပ်ဖြတ်ပြီးကျေးရွာများနှင့်စစ်ဆောင်တပ်များကိုစက်တမ်းမီဆိုနေ၍ထောင်ထဲချီသည့်ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းဆောင်နေရကြောင်းအညာမြေအရက်ဖတ်လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူကပြောဆိုပါသည်။ နိုဝင်ဘာလနေ့ပိုင်းကစတင်ပြီးမြိုင်မြို့နယ်အတွင်းစစ်ကြောင်းထုံနေသည့်အကြမ်းမတ်စစ်တပ်ကညောင်ကျေးရွာမှတောတိုင်းအတွင်းစစ်ကြောင်းနေသည့်အသက်33နှစ်အရွယ်ကိုငန်သိန်းနှင့်ရွာတန်းရှင်ကျေးရွာမှပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။၎င်းစစ်ကြောင်းသည်နိုဝင်ဘာလ9ရက်နေ့မှမြိုင်မြို့နယ်တောင်ပိုင်းရှိနှမ်းစီကန်းကျေးရွာမှနေအိမ်25လုံးနိုဝင်ဘာလ17ရက်နေ့မှရွာတန်းရှိကျေးရွာမှပြည်သူသိန်းစီစုဆောင်ထားသည့်စံအိမ်20ကျောင်းဆိုင်ငယ်3စီးအပါအဝင်တော်တိုင်းစစ်ဆောင်တဲ3လုံးမိရှုဖြစ်စေခဲ့ကြောင်း နိုဝင်ဘာလ23ရက်နေ့မှာဝက်ပုတ်ကျေးရွာမှာနေအိမ်၅လုံးနဲ့နိုဝင်ဘာလ26ရက်နေ့မှာတဲကြီးကျေးရွာမှာဖုန်တော်ကြီးကျောင်းအပါအဝင်နေအိမ်28လုံးမိရှုပ်ဖြည့်စီခဲ့ကြောင်းသိရပါတယ်။အလားတူရင်းစစ်ကျောင်းကဇမနီဒီဇင်ဘာလ10ရက်နေ့မှာလည်းမြန်မြွတ်နယ်အစီပိုင်းစီကင်းကျေးရွာမှာဆစ်ဆောင်ပြည်သူများနေထိုင်သည့်တဲရှင်လုံးကိုထပ်မံမိရှုပ်ဖြည့်စီခဲ့ကြောင်း ခင်ကျင်းရွာသည်ပခုတ်ကူတမတရားတင်တဲ့ဤကတာကြောင့်ပြည်သူများသည်2022ခုနှစ်ကလေးကပင်ရွာလုံးကျိုးဆက်ဆောင်နေရခြင်းဖြစ်ကြောင်းသိရပါသည်မနေ့ကစကွေးစစ်ကြောင်းကစတိုက်ကိုမိရှိုနေတာပါမနေ့ကညနေပိုင်းမှာမြိုင်မြို့နယ်အစီပိုင်းမှာရှိတဲ့ကင်းကျေးရွာကစစ်ဆောင်နေရဲစွန်ခွာတွေနေထိုင်နေတော်တဲ့စစ်ဆောင်တဲ့စစ်လုံးကိုမိရှိုဖျက်ဆီးသွားတယ်ကင်းကျေးရွာကပခုတ်ကူတမတရားတင်နေအရန်နီကနေတာဖြစ်တဲ့အတွက်ရွာလုံးကျိုးစစ်ဆောင်နေရတာဖြစ်ပါတယ်2020လောက်ကလေးကနေရဲစွန်ခွာလာရတာ တော်ရိုက်ကြွားတော်ရီထဲမှာစွေပြီးတဲထိုးနေကြတာမြန်မြုပ်အနီစမှုနေစယုံနေကထွက်လာတဲ့စစ်ကွေးစစ်ကြောင်းကမိဆုပ်ပြက်စီတာအညာမှာတောင်သူတွေတီးနှံရိတ်သိမ်းပြီးချိန်စစ်ကြောင်းထိုးမိဆုပ်ပြက်စီခံရတာဖြစ်လို့ဆုံးရှုံးမှုများစွာရှိပါတယ်လို့အညာမြေအရက်ဖတ်လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူကပြောဆိုပါတယ်